ဒီနေ့လူကတော့ပေါ့နော်ဒီဥမျိုးပေါ့မိုင်လေးရဲ့မောင်လေးလည်းဖြစ်တဲ့ဒီဇိုင်နာဥမျိုးရှင်ပြုရဟန်းခန့်အနေနဲ့ပေါ့အလှဓာရီကဓာရီကမရီအနေနဲ့ပေါ့နော်မိုင်လေးတို့တွေအခုလိုမျိုးရဟန်းအရှင်ပြုပေးရတဲ့အတွက်ကိုပေါ့နော်စိတ်ထဲမှာအတိုင်းမသိလဲဝမ်းသာရတယ်အခုဆိုလို့ရှင်လဲဒီဖုံဖုံเจ้าမှာပေါ့နော်မိုင်လေးတို့တွေရဲ့ဖုံဖုံမဲ့ဖုံဖုံမဲ့ပညာတကုံเจ้าတိုက်ပေါ့နော်ဖုံဖုံစီမှာလာပြီးတော့ဒီဥမျိုးပေါ့နော်ဥမျိုးကိုတော့အခုပြောထားရဲမောင်ရှေးလို့ဘယ်နဲ့ပတ်လောက်ပေါ့နော်ဝင့်မလဲဆို မောင်ရှေးကတော့ဟိုဘာပေါ့မမရေးတဲ့ဟို ဘာဖြစ်ဖြစ်သူအလုတ်အားလုံးလေးတစ်ဖက်၁၀ရက်လောက်ဖြစ်ဖြစ်ပေါ့နော်ဒီမျိုးယဟန်ဟွာဖြစ်ချင်တယ်ပေါ့နော်ဝစ်ချင်တယ်ဆိုလို့ရှင်ရတယ်လို့မောက်ရှိအဲ့ဒါဆိုဒါမဲ့မောက်ရှိကိုတော့နောက်ထားတယ် ရာသပံဝင့်မယ်ဆိုလို့ရှိရင်မောင်ရှိကိုအမြဲတမ်းလို့အလှဒိုင်ကမအနေနဲ့ပေါ့နော်အမြဲတမ်းဟိုဖြစ်မယ်ရာသပံအနေနဲ့လှူနေမယ်လို့အဲ့ဒါပြောနေတာနောက်နေသူမဝင့်တော့ဦးတဲ့တပတ်လောက်ပါပဲတဲ့မမတဲ့တိလေးကဘလောက်ရှိလဲဆိုအရန်ကိုပြောပါတယ်ပီတိလည်းဖြစ်မိပါတယ်နောက်ပြောလို့ရှိရင်လည်းဦးမျိုးဆိုတာလေကိုမောင်လေးလို့ပေါ့နော်ကိုမောင်လေးလို့ဖြစ်တဲ့အတွက်နောက်ပြောလို့လိမ္မာရေးချရှိရဒီကလေးကအဲလိမ္မာရဲပြီးလို့ရှိရင်လည်းအခုဆိုလို့ရှိရင်လည်းဒီအဝတ်စားလောကမှာဆိုလို့ရှိရင်လည်းဒီဇိုင်နာမှာဆိုလို့ရှိရင်လည်းအောင်မြင်နေရဆိုတော့ပေါ့နော်မိုင်လေးလည်းအရန်ပီတိဖြစ်မိရဲ့အဲ့ဒါကြောင့်ပေါ့နော်ဦးမျိုးလည်း ဒီထက်မကပေါ့နော်သာသနာတွေလည်းပြုနိုင်ပါစေပြီးလို့ရှင်လည်းအောင်မြင်တဲ့ပေါ့နော်တကယ်ကိုဒီဇိုင်နာကြီးဟိုဒီထက်မကအများကြီးအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးပါတယ်အာ PT လေးပေါ့ PT လေးကတော့တကယ်ကိုပေါ့နော်ဘာပဲဖြစ်ဖြစ်အခုပါကြတော့ဒီဖုံဖုံပေါ့ဒီဟိုမောင်ရှေဆိုတာဒီဇိုင်နာပဲမရယ်ဒီဇိုင်နာပေါ့နော်ဒီဒီဇိုင်နာဦးမျိုးဆိုတာကိုမောင်လေးပဲကိုမောင်လေးကိုဒီရဟန်းဒါရိုက်တာဒါရိုက်တာမအနေနဲ့ပေါ့နော်အခု ကိုမျိုးကျော်ရဲ့နောက်ပြီးတော့ဗောနော်မိုင်လေးရဲ့ဗောနော်နောက်ပြီးတော့မေမေမိုင်ရဲ့အဖေနှစ်ဦးစလုံးဗောအဖေဆိုတာဒီရောက်ကတိဖြစ်တယ်ကိုမျိုးကျော်အဖေဖြစ်တယ်အဖေဥအောင်ကြီးကိုလည်းရည်စူးမယ်နောက်ပြီးလို့ရှိရင်လည်းမိုင်လေးရဲ့အဖေဥမောင်ကြီးကိုလည်းရည်စူးပြီးတော့ဗောဒီအလူလေးကိုဥမျိုးကိုဗောနော်ဒီသင်ငန်းလေးဝတ်ပေးရဗောယဟန်အလူဘယ်လိုပြောရမလဲယဟန် အဲဒီသာသနာပေါင်းလေးကိုပေါ့နော်ဘာဖြစ်ဖြစ်အလှူအနေနဲ့ပေါ့နော်လှုပ်ပေးဖြစ်တဲ့အတွက်အရန်ပီတိဖြစ်မိရဲ့အရင်လုံးကကြတော့တခါ2018တုန်းကကြတော့အဲ့ဒီတော့ကြအိမ်တော်မကြသေးဘူးပေါ့အိမ်တော်မကြသေးတဲ့အချိန်တုန်းကဆိုလို့ရှိရင်တော့မိဘမဲပေါ့နော်ခလေးလေးတွေရှိရဲ့အဲဒီ16ပါပေါ့16 16ပါကိုရှင်းသားမနေဒီ ကိုရင်လေးတွေအဖြစ်နဲ့ပေါ့နော်တင်ငန်းစီးပြီးရဲအဲ့ဒီတော့ဆိုလို့ရှိရင်လည်းကိုကိုးကွယ်တဲ့ဖုံဖုံပဲပေါ့နော်ဖုံဖုံကြောင်းပါပဲဒီကိုရင်လေး16ပါးကိုဒီကိုကြီးတုံးကကြတော့မမီတို့ကအဲ့ဒီတော့မမီတို့ကအလှဒါရိုက်ကဒါရိုက်ကမပေါ့နော်မမီရဲ့အဖေကြီးအဖေကြီးမဆုံးသေးဘူး2018တုန်းကကြောင်းညီမလေးအဲ့ဒီတော့ကဆရာဖရာကတို့အဲ့ဒီတော့ကကြတော့ညီမလေးရဲ့ဘလို့ဖြစ်လဲဆိုတော့အဖေအမေကအလှဒါရိုက်ကအလှဒါရိုက်ကမပေါ့နော်သမီးရတနာမအခုကျကိုကိုတိုင်းကိုအလှဒါရိုက်က အဲကိုမျိုးကျော်အလှူဒါရဲ့ကာမှာပေါ့နော်အဲ့လိုမျိုးရဲနာမိုင်ဆိုပြီးတော့အဲ့လိုမျိုးအခုကကျတော့ကို့အနေနဲ့ပေါ့ဒီနေ့တော့အဖေမေရနေပြီးတော့သင်ငယ်စီးတော့ကိုလည်းအလှူအနေနဲ့ပါရအတွက်အဲ့ဒီတော့ကကျတော့အရက်ပီတိဖြစ်မိတယ်နောက်ပြီးတော့လည်းမမေရကြတော့လည်းသူကိုယ်တိုင်လည်းသူ့သားလေးကိုရှင်ပြုခံပြီးမှပဲဟိုကိုကြီးကြော်စမ်းဖို့ပေါ့နော်ဒီဒီသားလေးကဆုံးသွားတဲ့အတွက်ပေါ့နော်သူ့အနေနဲ့ကဒါဟို trauma ကြီးလိုမျိုးပေါ့နော်အရန်ကိုအခုချိန်ဒီကိုစိတ်ဟိုဒဏ်ရာရနေရပေါ့အဲ့ဒါကြောင့်သူ့သားလိုဖြစ်တဲ့ဒီအခုပေါ့နော်ဥမျိုးကို အခုအနေနဲ့ပေါ့နော်သင်ငန်းလေးပေါ့ကိုယဟန်းတာရဲ့ကတာရဲ့ကမှအနေနဲ့လာရောက်ပြီးရောပေါ့နော်ယဟန်းဒီဖောင်ထဲကိုပေါ့တွတ်သွင်းပေးတာပေါ့နော်ညီမလေး ဟုတ်ကိုလည်းကိုအဖေဆုံးတော့ဆိုလဲသူရှိရဲ့ဘေးနားမှာသူပဲအကုန်လုံးသူရှိနေတော့အဲ့လိုမျိုးကိုကိုဆိုလို့ရှိရင်လဲစိတ်မညစ်အောင်လို့ပေါ့နော်အမြဲတမ်းအဖေမှပြေးတယ်အဖေဆုံးတော့ဆိုလို့ရှိရင်လဲအဲ့လိုပဲအဖေရဲ့ဒီနာကြီးတွေပါအကုန်လုံးလိုက်လုပ်ပြီးရပေါ့နော်အခုဆိုလို့ရှိရင်လဲကိုကဘေးနားကနေတော့သူ့ကိုဘာဖြစ်ဖြစ်ပေါ့နော်ကိုဟိုအားရှိအောင်ပေါ့နော်အမြဲတမ်းတော့ခွန်အားတွေပေးရပါခွန်အားဆိုတာကိုကိုဘာဖြစ်နေတော့ဘေဘီတို့ရှိရဲ့ဘာဖြစ်ဖြစ်အော်ဘာလဲသူတောင်မှပြောတယ်အော်လဲနောက်ဆုံးတော့လဲအဲဘေဘီရဲ့ကိုကိုရဲ့ပဲပေါ့နော်အမေတို့ဟိုအမေတို့အခုဆိုအဖေကဆုံးသွားဆုံးသွားပြီ ီပေါ့နော်အဲနောက်ဆုံးကြတော့လည်း baby နဲ့ကိုကိုပဲကြံခဲ့တာပဲပေါ့နော်အော်မကြံဘူးရှိတယ်ဘာဖြစ်ဖြစ်ကိုရင်းနောင်ချင်းဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော် generation သားသမီးတွေကလာမှာပဲကိုကိုဘာမှစိတ်မပူနဲ့အဲ့လိုမျိုးတော့ပြောပြီးဖြစ်တယ်အားဖေးဖြစ်ပါတယ်ညီမလေးဒါမဲ့လေသူတို့တွေကတော့ဘယ်လိုဘယ်လိုပြောမလဲတရားရှိပါတယ်နော်မျိုးကကြတော့ဆိုင်နာပေါ့နော်ဘာဖြစ်ဖြစ်ဦးမျိုးကိုကြတယ်ကို ီရဟန်းတာရဲ့ကအဖေအမေလိုမျိုးအဖေအမေလိုမျိုးပေါ့နော်အမှန်ငယ်ဆန်ချရတာတို့ဘာလို့အကုန်လုံးပေါ့နော်ဒီဥမျိုးလေးကိုဥမျိုးဒီဇိုင်းနာဥမျိုးမမားပေါ့နော်ဒီနှစ်ကိုအလှူအလှူဒါရဲ့ကမားနေတဲ့လူပြည့်ဖြစ်တဲ့နောက်နှစ်ကတော့မင်းထပ်ပေါ့နော်နောက်နှစ်ကတော့ promise ပေး promise ပေးထားတယ်မင်းထပ်ကိုဟာဒီနေ့လူကတော့ပေါ့နော်ဒီဥမျိုးပေါ့မိုင်လေးရဲ့မောင်လေးလည်းဖြစ်တဲ့ဒီဇိုင်းနာဥမျိုးရှင်ပြုရဟန်းခန့်အနေနဲ့ပေါ့အလှူဒါရဲ့ကဒါရဲ့ကမားရိအနေနဲ့ပေါ့နော်မိုင်လေးတို့တွေအခုလိုမျိုးရဟန်းအရှင်ပြုပေးရတဲ့အတွက်ကိုပေါ့နော်စိတ်ထဲမှာအတိုင်းမသိလဲဝမ်းသာတယ်အခုဆိုလို့ရှင်လဲဒီဖုံဖုံเจ้าမှာ ပေါ့နော်မိုင်လေးတို့တွေရေဖုံဖုံမဲဖုံဖုံမဲပညာတကွန်ចောင်းတိုက်ပေါ့နော်ဖုံဖုံစီမှာလာပြီးတော့ဒီအဥမျိုးပေါ့နော်ဥမျိုးကိုတော့အခုပြောထားရဲမောင်ရှေးလို့ဘယ်နဲ့ပတ်လောက်ပေါ့နော်ဝင့်မလဲဆိုမောင်ရှေးကတော့ဟိုဘာပေါ့မမရေးတဲ့ဟိုဘာဖြစ်ဖြစ်သူအလုတ်အားလုံးလေးတပတ်ဆယ်ရက်လောက်ဖြစ်ဖြစ်ပေါ့နော်ဒီမျိုးယဟန်ဟိုဖြစ်ချင်တယ်ပေါ့နော်ဝစ်ချင်တယ်ဆိုလို့ရှင်ရတယ်လို့မောင်ရှေးအဲ့ဒါဆိုဒါပေမဲ့မောင်ရှေးကိုတော့နောက်ထားတယ် ရာသပံဝင်မယ်ဆိုလို့ရှင်မောင်ရှိကိုအမြဲတမ်းလို့အလှူတိုင်းကမအနေနဲ့ပေါ့နော်အမြဲတမ်းဟိုဖြစ်မယ်ရာသပံအနေနဲ့လှူနေမယ်လို့အဲ့ဒါပြောနေတာနောက်နေသူမဝေတော့ဦးတဲ့တပတ်လောက်ပါပဲတဲ့မမတဲ့တိလေးကဘလောက်ရှိလဲဆိုအရန်ကိုပြောပါတယ်ပီတိလည်းဖြစ်မိပါတယ်နောက်ပြောဆိုလို့ရှင်လဲဦးမျိုးဆိုလဲကိုမောင်လေးလို့ပေါ့နော်ကိုမောင်လေးလို့ဖြစ်တဲ့အတွက်နောက်ပြောလဲလိမ္မာရေးချရှိရဲ့ဒီကလေးကအဲလိမ္မာတယ်ပြီးလို့ရှင်လဲအခုဆိုလို့ရှင်လဲဒီအဝတ်စားလောကမှာဆိုလို့ရှင်လဲဒီဇိုင်နာမှာဆိုလို့ရှင်လဲအောင်မြင်နေရဲ့ဆိုတော့ပေါ့နော်မန်လေးလည်းအရန်ပီတိဖြစ်မိရဲ့အဲ့ဒါကြောင့်ပေါ့နော်ဦးမျိုးလဲ ဒီထက်မကပေါ့နော်တာသနာတွေလည်းပြုနိုင်ပါစေပြီးလို့ရှင်လည်းအောင်မြင်နေပေါ့နော်တကယ်ကိုဒီဇိုင်နာကြီးဟိုဒီထက်မကအများကြီးအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးပါရစေ။